လက်ဝါးကားတိုင်းဆိုတာမင်္ဂလာလုံးဝမရှိတဲ့သင်္ကေတတစ်ခုဖြစ်တယ်။သခင်ယေရှုလူစားတိမခံခင်နှစ်ပေါင်းမြောက်များစွာကလေးကနေအပြစ်ကြီးတဲ့သူတွေကိုလက်ဝါးကားတိုင်းမှာတင်သက်တဲ့ကိစ္စကရှိခဲ့တာ။တမိုင်းအရာတော့ PC 900လောက်မှာ တွင်တွင်ကျကျသုံးနေဆိုတာကိုတွေ့ရတယ်။အဲ့တော့ဘလို့လူကိုလက်ဝါးကားတိုင်းမှာတင်သက်လဲဆိုရင်အပြစ်ကြီးတဲ့သူလူတွေအမြင်မှာ သူ့ရဲ့အပြစ်ကခွန့်လွတ်စရာမကောင်းတဲ့သူ။ အမင်္ဂလာရှိတဲ့သူကြိမ်ချင်းကိုခံရတဲ့သူလူအတိုင်းဝိုင်းမှာထားလို့မရတဲ့သူကိုလောက်ဝါးကားတိုင်းမှာတင်သက်တယ်။အရင်ရက်ဆက်တဲ့သေတံတစ်ခုဖြစ်တယ်။ယေရှုခရစ်တော်ကဘာကြောင့်မလို့အဲ့ဒီလောက်ဝါးကားတိုင်းမှာလာတည်ရတာလဲ။လောက်ဝါးကားတိုင်းမတက်ခင်တခင်ယေရှုမှာအစွမ်းကကျွန်တော်ပြောခဲ့တဲ့အပြစ်တွေပါသလားဆိုပြီးမှအထက်အရာရှိတွေတယောက်ပြီးတယောက်ပြီးယေရှုကိုစစ်ဆေးတဲ့အခါမှာအဲ့ဒီအပြစ်တွေဘာတစ်ခုမှမတွေ့ရဘူး။ ဒါပေမဲ့ယေရှုခရစ်တော်ကဘာကြောင့်မလို့လက်ဝါးကားနိုင်မှာအသေးခံခဲ့တာလဲလက်ဝါးကားနိုင်ပုံမှာတည်ရတဲ့ကိစ္စဆိုတာလွယ်တာမဟုတ်ဘူးအရှင်လက်လက်ချိတ်ဆွဲပြီးမှတည်ရတယ်လက်နှစ်ဖက်လုံးကိုလည်းတံမိုရိုက်တယ်ခြေထောက်ကိုလည်းတံမိုရိုက်တယ်အရှင်လက်လက်လက်ဝါးကားတိုင်မှာချိတ်ဆွဲပြီးမတည်မချင်းအဲ့ဒီဒဏ်ရာတွေနဲ့ခံစားရအောင်အကြာကြီးထားတယ်အဲ့ဒီလက်ဝါးကားတိုင်မှာချိတ်ဆွဲခံရတဲ့သူကအသက်ရှူဖို့တော့မှမလွယ်ဘူး အတက်တစ်ခါရှူရင်တစ်ခါနာကျင်တယ်။အဲ့တော့စက္ကန့်တိုင်းသူကနာကျင်နေရပြီးလက်ဝါးကားတိုင်းအောက်မှာရှိနေတဲ့သူတွေဟာလည်းကားတိုင်းပေါ်ကလူကိုတနာတဲ့အကြည့်နဲ့မကြည့်ဘူး။မြန်မြန်သေးပါစေ။ဒီလိုခံရတာနဲတော့နဲသေးတယ်ဆိုတော့အကြည့်နဲ့ဝိုင်းပြီးတော့ကြည်နေကြတာ။ဒီလောက်ထိဆူဆူဝါးဝါးနေရမှာတခင်ယေရှုဘာကြောင့်သိခံခဲ့လဲ။အဲ့ဒီကားတိုင်းမှာစီရင်ခံရတဲ့ကိစ္စကအရင်ရက်ဆက်လွန်းလို့အရင်လူမဆန်လွန်းလို့ အဲ့ခေတ်တုန်းကအင်မတန်မှကြမ်းမာတယ်ဆိုတဲ့ယောမလူမျိုးတွေယောမခေါင်းဆောင်တွေကိုတိုင်းလက်ဝါးကားတိုင်းမှာ စီရင်ခြင်းကိုပိတ်သိမ်းခဲ့အီဒီ330အကျော်မှာတရားဝင်ပိတ်သိမ်းခဲ့ဘာကြောင့်လဲဆိုအရင်ရက်ဆက်လုံးလို့ဒီလောက်ရက်ဆက်တဲ့နေရာမှာ တခင်ယေရှုဘာကြောင့်လာသေးခံလဲအပြည့်အရှင်းရှင်းလေးပဲလူသားတွေအားလုံးကိုငရဲတွားရမှာစိုးလို့တင်းနဲ့ကျွန်တော်ကိုတိတ်ချက်လုံးလို့သူ့ရဲ့အသက်ကိုစသေးခံ ဘာအပြည့်မှမရှိပဲနဲ့လှဝါကားတိုင်းမှာကျွန်တော်တို့အတွက်သူဒွေတန်တရေရေခနာကိုနာကျင်ချင်းခံဝေဒနာတွေခံပြီးမှသူတေခံပြီးခဲ့တယ်။တခင်ခရစ်တော်အတေခံသွားပြီးခဲ့တဲ့ဒီလှဝါကားတိုင်းတစ်ချိန်ကလူတွေမကြည့်ချင်ဘူးတစ်ချိန်ကလူတွေအမြင်မှာ အမင်္ဂလာတိုင်ကြီးဒါပေမဲ့ယေရှုအတေခံပြီးနောက်ပိုင်းဒီလှဝါကားတိုင်းကမင်္ဂလာဖြစ်တဲ့တိုင်ဖြစ်လာတယ်လူတွေအမြင်မှာတင့်တယ်တဲ့လှဝါကားတိုင်းဖြစ်လာ ဒီလောက်အမင်္ဂလာဖြစ်ခဲ့တဲ့တစ်တိုင်ကိုတော့မှမင်္ဂလာဖြစ်စေတဲ့ယေရှုခရစ်တော်ဟာတင်တဲ့ကျွန်ုပ်ရဲ့အတ္တတည်းမှာလေအမင်္ဂလာတွေထဲကနေမင်္ဂလာအဖြစ်ပြောင်းလဲစေခဲ့ပေးတဲ့သူပဲဖြစ်ပါတယ်။အဲ့တော့တခင်ယေရှုရဲ့ကားတိုင်းနဲ့ပတ်သက်တဲ့အကြောင်းယုံကြည်သူတွေနဲ့ဘလို့တက်ဆိုင်လဲ။ယုံကြည်သူအတွက်ဘလို့အရေးပါတယ်ဆိုတဲ့အကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာစောင်းလေးတအုပ်ရောက်ထားပါတယ်။အဲ့ဒါကတော့ဆရာရန်နိုင်ဝင်းကိုယ်တိုင်ရေးသားပြဆုထားတဲ့ နှစ်လူဖွဲ့ကားတိုင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကဂျွန်လ၈ရက်နေ့မှာထွက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ discussion လေးမှာဆရာရနိုင်ဝင်းရဲ့ Facebook link လေးခြားထားပေးပါမယ်အဲ့ဒီမှာတွားရောက်ပြီးတော့ order မလုပ်ရပါဘူးအော်ဒီစာအုပ်နဲ့ပတ်သက်ပြီးမှကျွန်တော်အခကျင်းငွေယူပြီးကြေညာပေးခြင်းလုံးဝမဟုတ်ပါဘူးတကယ်ယုံကြည်သူရဲ့တသက်တာထဲမှာကားတိုင်းတရားနဲ့ပတ်သက်တဲ့ဝိညာဉ်ရေးကောင်းကြီးမင်္ဂလာတွေရရှိခြင်းလို့ဒါစေတနာမေတ္တာနဲ့ကြေညာပေးတာဖြစ်ပါတယ် 俺、啊、们偏告诉你实话噻。